ဟယ်လိုဟယ်လိုမင်္ဂလာပါဒီနေ့ညဒီ16ရက်နေ့3လ2025တနင်္ဂနွေနေ့မှာပါเนาะကျွန်တော်အကြိုက်ဆုံးမောင်းနေ body အဲငါတင်းဟိုကျွန်တော်ရွေးချယ်ပြရှင်းပါတယ်ဆရာကြီးတော့မဟုတ်เนาะအဲဆိုတော့ပထမဆုံးတော့ဘွယ်အနေနဲ့ Arsenal Chelsea ပေါ့ Arsenal နဲ့ Chelsea ခါကြတော့ Arsenal ကအမတ်ပြတ်သွားပြီဆိုပေမဲ့အဲ champion တော့သူဟိုလက်လျှော့အောင်မှာမဟုတ်အဲ Chelsea ခါကြတော့လောလောဆယ်ရတော့ နည်းနည်းတိဆောက်ဆဲကာလပဲဆိုတော့ကျွန်တော်ဒီပွဲကို2-1အနေနဲ့ကျွန်တော်ခံမှန်းလိုက်ပါတယ်။နောက်တဲ့ပွဲခါကျတော့ကျွန်တော်တို့ full hand နဲ့စပါပါเนาะ full hand နဲ့စပါခါကျတော့ဒီလန်ဒန်မြို့ခံပြိုင်ပွဲဆိုတော့လောလောဆယ်စပါကိုနည်းနည်းပိုကြိုက်နေတယ်။အဲစပါ full hand ကိုကျွန်တော်က1-3ခံမှန်းပေးလိုက်ပြီเนาะ။နောက်တဲ့ပွဲခါကျတော့ဒီ Leicester နဲ့ Man United လတ်စတာနဲ့မန်ယူခါကြတော့မန်နေပြောမယ်ဆိုတော့တိတ်မသိမ့်မရင်းလေးပေါ့နော်မန်ယူအနေငယ်တာနေတယ်အာ1 2အက်တလက်တီကိုနဲ့နောက်တစ်ပွဲခါကျတော့အက်တလက်တီကိုနဲ့ဘာစီလိုနာအက်တလက်တီကိုရဲ့ဒီဟိုဟာနီးပြရေးစီမြန်နီကတော့ခံစစ်အရန်ကောင်းတဲ့အတင်းပဲเนาะဒီပွဲခါကျတော့1-1လို့ပဲကျွန်တော်ခံမှန်းပေးလိုက်ပါမယ်နောက်တစ်သင်းခါကျတော့ကျွန်တော်ဒီအက်တလန်တာနဲ့အင်တာအာ အတန်းနဲ့အင်တာခါကျတော့အမြဲတမ်းဒီကိုမျိုးတက်တဲ့အတင်းပါနော်ဆိုတော့ကျွန်တော်ဒီအတင်းကိုအန်အင်တာချန်ပီယံမျှော်မှန်းထားတဲ့အတင်းဆိုတော့သူ့ကိုကျွန်တော်2 3အနေနဲ့ကျွန်တော်ခံမှန်းပေးလိုက်ပါတယ်